ကိုရီးယားစစ်တပ်ကစီးရင်လေးချင်းစဉ်ဘုံမှကျဲခံရတဲ့ဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မြန်မာနိုင်ငံသားနဲ့ပတ်သက်ပြီးအကျိုးခံစား권တွေရရှိအောင်ဆောင်ရွက်နေရလို့ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးကသတင်းထုတ်ပြန်ပါတယ်။ဒဏ်ရာရရှိခဲ့သူဟာဦးမြင့်ကြည်ဆိုသူမြန်မာနိုင်ငံသားဖြစ်ပြီးသူဟာကယောင်ခီပြည်နယ်စောင်းနယ်မြို့နယ်မှာရှိတဲ့တမတော်စေယုံမှာစေကူတော်မှုခံယူလျက်ရှိရလို့သိရပါတယ်။စေကူတမှုခံယူနေတဲ့ဦးမြင့်ကြီးကိုကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့တန်အမတ်ကြီးဦးတန်စင်က မလစနေရက်ကတော့ရောက်တွေ့ဆုံပြီးထိခိုက်တရားရရှိမှုနဲ့စေကုသမှုခံယူနေမှုတို့ကိုမေးမြန်းပြီးစားတော့ဖွေရာတွေပေးအပ်ပြီးအားပေးစကားပြောကြကလိုအပ်တဲ့အကူအညီမှုတွေပြုလုပ်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ဒါပြင်တမ်မကြီးဟာတက်မရွန်ဈေးရုံမှာကိုရီးယားလေကြောင်းတပ်ဖွဲ့ဌာနချုပ်ကဗိုလ်မှူးကြီးနဲ့ကိုရီးယားတက်မရွန်ဈေးရုံတို့ရဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မြန်မာနိုင်ငံသားကိုလိုအပ်တဲ့အကူအညီဆောင်ရှောက်မှုတွေပြုလုပ်ပေးနိုင်ရင် လုံထုံးလုံနီတွေနဲ့အညီအာမခံဥပဒေပါအကျိုးခံစား권တွေနိနာကြီးတွေရရှိခံစားနိုင်ရေးကိုဆွေးနွေးတိုက်တွန်းပြောကြားခဲ့ကြောင်းကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျာ။ တောင်ကိုရီးယားရဲ့တိုင်းလီယင်နှစင်းဟာမလ6ရက်ကပြုလုပ်တဲ့စီရေးလေ့ကျင့်မှုအတွင်အရက်သားတွေနေထိုင်တဲ့မြို့ပေါ်ကိုဘုံရှစ်လုံးမှာရင်းကျဲချမိခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ဒရန်ရရှိသူ29ဦးရှိခဲ့ပြီးအရက်သား15ဦးနဲ့ဆက်သား14ဦးတို့ဒရန်ရရှိခဲ့တာဖြစ်တယ်လို့ကိုရီးယားသတင်းဌာနတွေကရေးသားဖော်ပြထားကြပါတယ်။